ကျောင်းတိုင်ဖုန်းကြီးအပေကြာကျောင်းတရား20ပါမချင်းမွန်တိုက်သူရဲ့ဂုံကိုချင်းမွန်ပြောဆိုခြင်းချင်းမွန်တိုက်သော ပုဂ္ဂိုလ်အားဂုံကျေးဇူးမဲ့ကဲ့ရဲ့စကားပြောကြခြင်းမကြင်ညိုတင်သောအရာ၌ကြင်ညိုခြင်းကြင်ညိုတင်သောအရာ၌မကြင်ညိုခြင်းတရားတရားနှင့်လှူသောပစ္စည်းတွေကိုဖျက်ဆီးခြင်းပစ္စည်းဝတ္ထုလှူနိုင်ကြသူများအားချီးမွမ်း၍မလှူနိုင်ကြသောသူများကိုကဲ့ရဲ့ခြင်း မိမိ၌သောတင်ငယ်ကြောင်းစီပစ္စည်းလေးပါးတို့နှင့်ပြည့်စုံနေပါလျက်နှင့်ဝိတမလောဘတက္ကမတရားသဖြင့်အလူခံယူခြင်းမိမိအားပစ္စည်းလေးပါးဖြင့်ပင့်ပိတ်ထားခြင်းမရှိဘဲရက်ရွာမြို့စနပုတ်အစာရှိတဲ့တိုင်းသူပြည်သားအများပေါ်မှာအာသမဝိနည်းဖြင့်အလူခံခြင်းမြတ်စွာဘုရားခွင့်ပြုမထားတဲ့ရွှေငွေရတနာများအလူခံခြင်းကိုင်းဆောင်၃၀သူပြည့်ခြင်း ရွှေငွေလှူနေကြသူတို့မှာကုသိုလ်မဖြစ်အကုသိုလ်ဖြစ်တာဖြစ်ရတာကိုလိန်ညာ၍ကုသိုလ်ရသည်ဟု ပြောဆိုတခြင်းနိုင်ငံတော်ပိုင်တရားမဝင် မော်တော်ယာဉ်များအားအလူလက်ခံထား၍ထိုမော်တော်ယာဉ်များအားမိမိပိုင်အဖြစ်နဲ့ခံယူကာဒုတိယပါရာစီကတိတ်ခါပုတ်ဖြင့်ပါရာစီကကြာ၍လူမထွက်ဖဲနေခြင်းမြတ်စွာဘုရား၏ဓမ္မဝိနည်းအတိုင်းမလိုက်နာမဆောင်ထင်းမဲကြောင်းထိုင်သောယဟန်ရုပ်ဖြစ်ခြင်း ရတူရွာသားမြို့သူမြို့သားစနပုတ်နေသူလူအများရဲ့အကျင့်သီရကိုဖျက်ဆီးတဲ့တော်ယဟန်ရုပ်ဖြစ်ခြင်းရတူရွာသားမြို့သူမြို့သားစနပုတ်နေသူလူအများရဲ့အကျင့်သီရကိုဖျက်ဆီးတဲ့တော်ယဟန်ရုပ်ဖြစ်ခြင်းတောကြီးကမ်းပြားကဲ့သို့အရှက်မရှိခြင်းရဲတင်ခြင်းမိမိကြောင်းတိုင်သောအရက်ဒေသတို့၌ယဟန်ကောင်းများရရှိလာပါကအလိုမရှိခြင်းမြတ်စွာဘုရားရှင်ရဲ့ဓမ္မဝိနည်းကိုဖုံးကွယ်ထားသော ယဟန်ရုပ်ဖြစ်ခြင်းမိမိကိုယ်တိုင်ပျက်စီးနေသူဖြစ်ပါလျက်ဆရာလှုပ်၍တရားအမှားများကိုဟောပြောတတ်သောယဟန်ရုပ်ဖြစ်ခြင်းတန်ကိပျက်စီး၄ပါးများကိုငါအပိုင်ငါအဆန်ဖြစ် မတရားခိုးယူသောယဟန်ရုပ်ဖြစ်ခြင်းလူတကာများမှတန်ကိကပျက်စီး၄ပါးလှူချသည်ရှိသောကျောင်းတွင်တန်ကာများအားမပြီးပေတဦးသေးခိုးပြီးတော့မှသုံးဆောင်ခြင်းဖြင့်ပါရာစီကကြာနေသောယဟန်ရုပ်ဖြစ်ခြင်း မိမိမတရားသဖြင့်ကန်ဆောင်ထားသော ရှင်ငွေများဖြင့်ကြောင်းကန်စည်ရဲ့သိအဆရှိတဲ့အဆောက်အအုံများဆောက်လို့၍သာသနာတော်ကို ဖြည့်ဆည်းဖြစ်သောရဟန်းရုပ်ဖြစ်ခြင်းမိမိကိုယ်တိုင်ရှင်ငွေယရနာများအလှူခံ၍ကြောင်းကန်စည်ရဲ့သိဆောက်လို့ကထိုကြောင်း၌ကြောင်းတိုင်းလို့ကနေတကိအဘက်တည်နေသောရဟန်းရုပ်ဖြစ်ခြင်း